န်ပုံကံပြူမီတို့အာမန်စီစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီအပတ်မှာတော့ဒေါ်လန်ပြူမီတို့ကိုအာမန်ပေးဖို့ဖိတ်ခေါ်ထားတဲ့သူကတော့ထောက်ဖို့မှာတာဝန်ထမ်းဆောင်နေသူနန်းချော့စုခင်ခေါ်ជីကောက်ပဲဖြစ်ပါတယ် မင်္ဂလာပါနော်မိုင်မင်္ဂလာပါနမီလေးမိတ်ဆက်ပေးလို့ရမလားရှင့်နမေကတော့နန်ချောစုခင်လို့ခေါ်ပါတယ်အခုကတော့ជីကောက်လို့လည်းခေါ်ကြရပါတော့ဟုတ်ကဲ့ဒီជីကောက်ဆိုတဲ့နမီလေးကိုဘယ်လိုမျိုးပေးပြခဲ့ရလဲပေါ့နော်ဒီလိုနမီလေးကြားလိုက်တာ ਨੇ ဒီជីကောက်ဆိုတဲ့နမီလေးကိုကြားလိုက်တာ ਨੇ ပေါ့နော်ဒီအပြုံးချိုတဲ့ကောင်မလေးကိုပေးမိမိရောជីကောက်ဆိုတဲ့နမေကလေး အဲဒါလွန်ခဲ့တဲ့2021ရှစ်လပိုင်းဝန်းကျင်လောက်ကပေါ့နော်ဒီအခြေခံစစ်တင်တန်းတွေပါတယ်တက်ရမယ်ဆိုပြီးတော့အဲဒါစစ်တင်တန်းကိုရောက်သွားတဲ့အချိန်မှာရဲဘော်နာမည်ပေးရတယ်လေရဲဘော်နာမည်ပေးကြရတော့ကိုတယောက်တည်းဘာနာမည်ပေးရအောင်လဲမသိဘူးမသိတော့ပြည့်စင်တော့ဂျီကောက်ကဒီတော်ထဲဆားရောက်တဲ့အချိန်မှာအသက်အငယ်ဆုံး နေထိုင်ရတဲ့ဝန်ကျင်မှာကကိုယ့်ရဲ့အတော်အမေအမအရွယ်တွေနဲ့နေထိုင်ရတာဆိုတော့အငယ်ဆုံးလေးဆိုတော့နည်းနည်းကြည်ကြတာမျိုးတွေတော့ရှိတယ်ပေါ့နော်ကြည်ကြပြီးတော့အလုံးကြရင်စိတ်ကောက်တာမျိုးတွေရှိတော့အဲ့ဒါနဲ့အမတယောက်ကဒီလောက်တော့မှကြည်ကြပြီးစိတ်ကောက်တတ်တာဆိုပြီးတော့ကြည်ကောက်ရဲပေါ်ကြည်ကောက်ဆိုပြီးတော့နာမည်ပေးရတာနဲ့ကြည်ကောက်ဖြစ်သွားတာပါဟုတ်ကဲ့ဒီလူဦးတော်လည်းမတိုင်မီကိုပြန်သွားလိုက်ရအောင်လေနော်ဒီဖေဖော်ဝါရီလ၁ရက်နေ့မှာပေါ့နော် 2021ခုနှစ်မှာဘွယ်တော့ဒီအကြမ်းဖက်စစ်ကောင်စီကမဲမတမမှုနယ်ဆိုပြီးတော့မတရားသဖြင့်အာဏာသိမ်းလိုက်တယ်ပေါ့နော်အဲ့လိုမျိုးသူတို့စတင်ပြီးကြီးညာလိုက်တဲ့အခါမှာပေါ့နော်ဒီပြည်သူလူထုအပေါင်းရဲ့အမရဲ့ခံစားမှုကရောဘယ်လိုမျိုးဖြစ်လာလဲရှင်အဲသူတို့အာဏာစပြီးတော့သိမ်းတဲ့အချိန်မှာ မဲမတမမှုကြပေါ့နော်မဲလိမ့်နေဆိုပြီးအာနာကိုထိန်းတဲ့ပုံစံမျိုးနဲ့သူတို့ဆပြီးတော့ကြင်ညာလာတယ်ပေါ့အဲ့ဒီအချိန်မှာလေအဲ့ဒီရဲ့နေ့မှာ line တွေလည်းပြက် line တွေလည်းဖြတ်ချတာတော့အာနာဆပြီးတော့တိန်လိုက်ပြီးလို့ဆတိလိုက်ရတဲ့နေ့မှာဘဝကြီးကလောကအမောင်ကျသွားတာပဲကိုအပါဝင်ကိုမျိုးနဲ့မျိုးကမျိုးကလူတွေအကုန်လုံးလောကကိုစိတ်တွေတော်တော်လေးငိုကြတဲ့သူတွေလည်းရှိတယ်အမှမခံချင်ဖြစ်ပြီးတော့ဒေါသဖြစ်ခဲ့တဲ့သူတွေလည်းရှိတယ်အဲ့ဒီအချိန်မှာ ဂျီကောက်တို့ကဘာဖြစ်လဲဆိုတော့လက်မခံနိုင်ဘူးလေဘာလို့လဲဆိုတော့ဂျီကောက်တို့ဒီမတိုင်ခင်မှာ2020ရွေးကောက်ပွဲမှာဂျီကောက်တို့ကဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့လူငယ်ပါတီဝင်တဦးအနေနဲ့အားကြုံးမှန်တမ်းမက်ဆက်စီယုံရေးတွေဆင်းကြရတယ်ပြည်သူတွေနဲ့တိုက်ရိုက်ထိတွေ့ပြီးတော့ဘယ်လိုမျိုးတွေလှုပ်ဆောင်ခဲ့ရလဲဆိုတာပို့ပြီးတော့သိတယ်ပေါ့နော်မဲဆန္ဒရှင်ပြည်သူတွေတက်ကိုအဲအဲ့လိုမျိုးဆိုတော့လောကလက်မခံနိုင်ခဲ့ဘူးပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာအဲဒါကလောကကိုမတရားဘူးဒါဒီရက်သားဆိုးရွားကိုတတ်တတ် အဲဒါလက်နက်ရှိတိုင်းပေါ့နော်သူတို့ဘက်ကနေပြီးတော့အကြမ်းဖက်ပြီးတော့ဒါမတရားဖန်ဆီးတာဆိုပြီးတော့လုံးဝလက်မခံနိုင်ခဲ့ဘူးအဲ့တော့ကလည်းအဲတော်တော်လေးကိုပေါ့နော်မခံကျင်စိတ်နဲ့ဟိုကိုယ့်ရဲ့ဆန္ဒတွေကိုလည်းထုတ်ဖော်ဖို့အတွက် ready ဖြစ်နေခဲ့ပေါ့နော်အဲ့ဒီကလေးကနေပြီးတော့ဟုတ်ကဲ့ပါဟုတ်ကဲ့ဒီအမရောပဲချင်းကစပြီးတော့ပေါ့နော်ဒီຫນွေဦးတော်လည်းမှာပါဝင်ဖြစ်ခဲ့ပြီးတော့အခုလက်ရှိຫນွေဦးတော်လည်းမှာတော့ဘာလို့လှုပ်ရှားနေလဲရှင့်အဲအခုလက်ရှိမှာတော့ ဒီကတော့ဒါတော်လိုင်းတော်လိုင်းစတဲ့အချိန်ပေါ့နော်2020 2020 6လပိုင်းဝန်းကျင်လာမှာဒီကတော့ထောက်ပို့စလုပ်ခဲ့တယ်ပေါ့နော်အဲ့ဒီမတိုင်ခင်အဲ့ဒီမတိုင်ခင်ဒီက2021ဒီအလဲပိုင်းလအလဲပိုင်းလောက်မှာလည်းဒီကတော့တက်နိုင်တပိုင်းနဲ့ပေါ့နော်ဒီကိုယ့်ရဲ့ကရင်ရိုးရာချက်ခုတ်ထည်တွေကိုချက်ခုတ်ရက်လုပ်ပြီးတော့ရောင်းတယ်ရောင်းပြီးတော့ရလာတဲ့ငွေတွေကိုအဲဒီကတော့ဒါရဲဘော်တွေတို့ဖုန်းပေးပဲဖြစ်ဖြစ်ပေါ့နော်မဟုတ်ဖို့ပဲဖြစ်ဖြစ်ပြန်ပြီးတော့အဲ့လိုမျိုးများဝယ်ပြီးတော့အဲ့ဒီကလေးကနေလုပ်ခဲ့တာပါဆိုတော့2022 လေလာပိုင်းလောက်မှာဒီကောက်ကအထောက်ပို့ဆက်လုပ်ခဲ့တယ်ဗောနော်ထောက်ပို့ဆက်လုပ်ခဲ့တယ်ထောက်ပို့လုပ်တယ်2020 2023 2024 2024 2024နောက်ဆုံးဒီ2024ရဲ့နှစ်နောက်ဆုံးအထိကိုဒီကောက်ကတော့ထောက်ပို့ကိုဒီဇိုင်းမှန်မှန်လုပ်ခဲ့တယ်နောက်ပိုင်းမှာကဘာဖြစ်လာလဲဆိုတော့နေတယ်လဲကြာလာပြီပြည်သူလူထုရဲ့ပင်ပန်းမှုတွေလည်းအများကြီးတွေ့လာရတယ်အလို့အကိုင်းအစင်မပြေမှုတွေပြီးတော့ဒီရဲ့ ကုံစင်းနှုံးလေးအပေါ်မှာပေါ့နော်အများကြီးကြက်တဲနေတာနေကြတာတွေ့ရတာပေါ့နော်တချို့ထောက်ဖို့လူရှင်နေဆိုတာတရေလုံးမနေရစားတယ်ထောက်ဖို့လူရှင်နေအကြီးကောက်မှကြုံရတဲ့လူရှင်တော်တော်များများဆိုရင်လေအအကြော်ရောင်းတဲ့လူရှင်နေပန်းရောင်းတဲ့လူရှင်နေအဲ့လိုမျိုးတွေအများကြီးဟိုဒီကောက်ဒီကောက်စီမှာလာပြီးတော့ထားဖို့တာမျိုးတွေရှိတယ်။နောက်ပိုင်းကျတော့ကုံစင်းနှုံးတွေတက်လာတော့သူတို့လည်းအစင်မပြေမှုတွေအများကြီးဖြစ်လာတဲ့နေထားမှာဒီကောက်က ကိုလည်းအဲတဖက်တလန်းကနေပေါ့နော်ကိုရဲကိုပိုင်ဝင်ငွေလေးရှာရမယ်ရှာပြီးတော့ကိုကိုတိုင်းလည်းကိုရဲထောက်ဖို့ကိုငွေအားနဲ့ပြန်ပြီးတော့ထောက်ဖို့နိုင်အောင်လုပ်ရမယ်ဆိုပြီးတော့အဲ့ဒါနဲ့ကြီးကလည်းဟိုတနိုင်တပိုင်အလုပ်လေးလုပ်နေတယ်ပေါ့နော်ဒီကရင်ရိုးရအထည်လေးတွေရောင်းတာမျိုးတွေလုပ်ပါတယ်လို့အဲ့လိုမျိုးတွေလုပ်ပြီးတော့ရောင်းရင်းနဲ့အဲဒီတနိုင်တပိုင်ကိုဘကရှာနေပြန်ပြီးထောက်ဖို့နိုင်တာမျိုးတွေလုပ်တယ်အဲ့လိုမျိုးတွေတော့လုပ်နေပါရှင့်ဟုတ်ကဲ့ ဒီအမအထောက်ဖို့ပေါ့နော်ဒီထောက်ဖို့လုပ်ဖြစ်ခဲ့ပုံလေးကိုလည်းပြန်ပြောပြလို့ရမလားရှင်အဲဒီစစ်တင်တန်းတက်တဲ့အချိန်မှာတော့ဂျီကောက်ရဲ့ခံယူချက်ကလုံအောင်လက်နက်ကင်တိုက်ပွဲဝင်မယ်ဆိုရက်ခံယူချက်အပြည့်ရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့တကယ်တကယ်စစ်တင်တန်းဝန်ဝိုင်းထဲမှာဒီရဲ့တင်တန်းကြောင်းကြီးထဲမှာရောက်လာတဲ့အချိန်မှာဒီကောက်တို့ထက်ကိုစစ်ရေးမှာပို့ပြီးထက်တန်ပို့ပြီးတော့စိတ်အားထက်တန်ပို့ပြီးတော့တကယ်ကိုလှုပ်ဆောင်နိုင်စွမ်းရှိတဲ့ရဲဘော်တွေအများကြီးတွေ့ခဲ့ရတယ်အများကြီးတွေ့ခဲ့ရတဲ့အတွက်ကြောင့်မို့လို့ ဒီရဲဘော်တွေရဲ့လိုအပ်ချက်ကိုဂျီကောက်တို့ကဖြည့်ဆည်းပေးဖို့လိုတယ်လေနော်ဟိုဘာလဲတိုက်ပွဲဝင်နိုင်တဲ့စွမ်းအင်းလေးဒီတိုက်ပွဲဝင်နိုင်တဲ့စွမ်းအင်းလေးအပြည့်အဝရှိနေပါလေနဲ့လက်ရုံရည်နှလုံးရည်အပြည့်အဝရှိနေပါလေနဲ့သူတို့ကအရှိတန်သွားဖို့တိုက်ချင်ပါလေနဲ့အဲပြည့်စည်တဲ့မလုံလောက်မှုဖြစ်တဲ့အခြေအနေတွေအများကြီးရှိခဲ့တာကိုဆိုတော့အဲ့ဒီမှာဂျီကောက်ကဒါဆိုရင်ကိုကအနောက်ကနေပဲနေပြီးတော့ နိုင်တဲ့ဘက်ကနေထောက်ပို့လုပ်ပေးမယ်ပေါ့နော်ရိတ်ခါပိုင်းပဲဖြစ်ဖြစ်ရဲဘော်တွေအတွက်ကတော့ဒါအဲရိတ်ခါပိုင်းလိုအပ်တဲ့ဒါလက်နက်ခရင်ဘူးလက်နက်ခရင်ဘူးကအဓိကပေါ့နော်လက်နက်ခရင်အဓိကပြည်စုံနေမှာဒါတိုက်ပွဲဝင်လို့ရတာဟုတ်အဲ့ဒီအပြင်မှာဒါရိတ်ခါပိုင်းလေးလာတာဆိုတော့လေအဲကြောင့်မို့ဒီကောက်လည်းအနောက်နေပဲနေပြီးတော့နိုင်တဲ့လောက်နေငါထောက်ပို့မယ်အရှိတန်ကိုထက်လက်ယုံကြီးနှလုံးကြီးပြည်စုံတဲ့ဒီလူတွေကြတော့ဒါထွက်တိုက်နိုင်ဖို့အတွက်သူတို့ရဲ့အတက်အန်တွေကိုအတက်နိုင်ဆုံးဟိုတိုက်ပွဲတစ်ပွဲမှာတော့အထီးခိုက်ဆုံးချုံမှုတွေကတော့ရှိတယ်အတက်နိုင်ဆုံးရော့ပါအောင်အ နောက်မှာရှိတဲ့သူတွေကလည်းဖြစ်ပေးရမယ်ပေါ့နော်အဲ့ဒီစိတ်နဲ့အဲထောက်ဖို့လေးကိုစပြီးတော့လှုပ်ဖို့ဆုံးဖြတ်ခဲ့တာပေါ့နော်ဒီအမကထောက်ဖို့ဆိုတော့လေဒီပြည်သူကခွေတဲ့နဲ့ဒီစစ်ရှောင်းလေးပေါ့စစ်ရှောင်းမိဘပြည်သူတွေကူပေါ့နော်ဒီအမအနေနဲ့ဘလို့ပုံစံမျိုးတွေနဲ့ထောက်ဖို့ဖြစ်ခဲ့ရလဲရှင်ပြီးတော့ဒီလိုထောက်ဖို့ခဲ့တဲ့အချိန်မှာပေါ့နော်ဒီသူတို့အတွက်ဘလို့အရာတွေကအဓိကလိုအပ်ဆုံးဖြစ်နေလဲရှင် အဲတက်ရင်တက်ဖွဲ့တက်ရင်တက်ဖွဲ့ပေါ့နော်ဒီပြည်သူကပဲတက်ရင်တက်ဖွဲ့တရောစစ်ဘေးရှောင်တွေရောဒီကတော့မြားပြီးတော့ကူညီတယ်ပေါ့နော်မြားပြီးတော့ကူညီတယ်ဒီရဲ့အဲစစ်ဘေးရှောင်တွေဆိုရင်လည်းဒါကလိုအပ်တဲ့သူတို့လိုအပ်ချက်တွေအများကြီးရှိတယ်တချို့စစ်ဘေးရှောင်ဆိုရင်ဒီနေရာမှာစစ်ဘေးရှောင်တွေလည်းရက်နဲ့ဒီအကြံဖတ်စစ်ကောင်စီကနေပြီးတော့လေရင်နဲ့ပြစ်တယ်သူတို့နေရာကိုသူတို့ထပ်ပြီးတော့ရှောင်ရတယ်ဆိုတော့သူတို့မှာအခက်အခဲတွေအများကြီးရှိတယ်အဲဒီပြည်သူကပဲရဲတက်ဖွဲ့တွေမှာလည်းအခက်အခဲတွေအများကြီးရှိကြပါတယ်ဘာလို့လဲဆိုတော့ အဲဒီစောရတော့ပြောသလိုပဲလိုအပ်တဲ့လက်နက်ခဲယမ်းတွေသွာလာဖို့အတွက်ရင်နေတချို့ဆိုရင်ဒါကဟိုကားအဆင်မပြေလို့ဆိုင်ကနဲ့သွာလာရတာမျိုးတွေအများကြီးရှိတယ်ပြီးတော့သွာလာရမဲ့ရင်နေရှိတဲ့အတွက်ကြောင့်မလို့73စီတွေကလိုအပ်တယ်လीเนาะအဲ့ခါကျရင်လည်းလိုအပ်တယ်ပြီးတော့ဒီစာနေရိတ်ခါပေါ့ရဲဘော်တွေအတွက်ကတော့အဓိကလိုအပ်တဲ့ဟာကတော့ဒီရဲ့စစ်သုံးဆောင်ပစ္စည်းလေးတွေဒီရဲ့လက်နက်ခဲယမ်းလေးတွေကိုဟိုပို့ပြီးတော့လုံလုံလောက်လောက်နေဖြစ်တင်ပေးနိုင်တယ်ဆိုရင်တော့ အဲပို့ပြီးတော့ခကြီးကပို့ရောက်မယ်ပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးတော့ကြီးကတော့ထင်တယ်အဓိကလိုအပ်ချက်ကလည်းအဲ့ဒါလို့ထင်တယ်ကိုဘာမှဘာလူကမလဲမသိဘူးလို့တချို့ကမေးတာမေးတာမျိုးတွေရှိတယ်တော်လေတော်ဆိုရင်လူကမဲ့နေရာတွေလူကမဲ့အခန်းကဏ္ဍတွေအများကြီးရှိတယ်ဘယ်နေရာကလူချင်းလဲပေါ့နော်ပြီးတော့တချို့ကတနတ်တွေဒီလက်နက်တွေကြီးစံတွေမလူဘူးဒါကတော့ဟိုသူတို့ရဲ့အယူရဒါကမကောင်းဘူးဗာညာဆိုပြီးတော့ပြောတဲ့လူရှင်တွေလည်းရှိတယ်ပေါ့နော်တချို့ပေါ့လူရှင်တချို့ရှိတယ်ဒါမဲ့အဲ့လိုမျိုးဖြစ်တယ်ဆိုရင် စက်သုံးစီတွေလူလို့ရတယ်စာနေရိတ်ခါတွေလူလို့ရတယ်နော်ရဲဘော်တွေအတွက်ဒီမှာအကာအကွယ်ဖြစ်စေမဲ့အသက်ကိုအကာအကွယ်ဖြစ်စေမဲ့ဒီရဲ့ជីကာတွေជីကာအုတ်ထုတ်တွေជីကာပြားတွေဒါတွေလူလို့ရပါတယ်လို့ဟုတ်ကဲ့ဒီထောက်ဖို့ကလည်းဒီຫນွေဦးတော်လည်းရင်မှာရေးကြီးရဲ့ခန်းခန္ဓာတစ်ခုလို့ပြောရင်လည်းမမအောင်ပေါ့နော်အခုလို၄နှစ်ကျော်ကာလအထိပေါ့နော်ဒီတော်လန်ပုံကယ်နိုင်တဲ့အမျိုးသမီးတစ်ယောက်အနေနဲ့ထောက်ဖို့လုပ်ရတဲ့အခါမျိုးမှာအခက်အခဲတွေရှိခဲ့လားရှင်ဒီအခက်အခဲတွေကိုရောဘယ်လိုမျိုးကျော်ဖြတ်ခဲ့လဲ အဲဂျီကောက်လက်ရှိမှာတော့ဂျီကောက်နေထိုင်ရဒေတာဂျီကောက်အခုလက်ရှိနေထိုင်ရဒေတာကတော့ဟိုကိုယ်တိုင်သွားပြီးတော့ကိုယ်တိုင်ပေါ့နော်ကိုယ်တိုင်ကိုကြသွားပြီးတော့ထောက်ဖို့တာမျိုးကတော့နည်းတယ်ပေါ့နော်ဂျီကောက်အများဂျီကောက်နေတာကကရင်ပြည်နယ်မှာထောက်ဖို့ဖြစ်တဲ့အများဆုံးအများဆုံးထောက်ဖို့ဖြစ်တဲ့နေရာတော့ဒီဂရီနီတို့ အဲဒီမြန်မာပြည်အထက်ဘက်ဆန်ပေါ့နော်အဲ့ဒီဘက်ဆန်တွေကိုပို့ပြီးတော့စကိုင်းမကွေးအဲချင်းစသဖြင့်အဲ့ဒီဘက်ကိုပို့ပြီးတော့ထောက်ပို့ဖြစ်တယ်ထောက်ပို့တဲ့အခါကျရင်လည်းဒီလိုပဲအဲကိုရတဲ့ဒီထောက်ပို့ငွေတွေကိုပို့တာဆိုတော့ဒီကောက်မှာအခက်ခဲရတော့အများကြီးတော့မရှိဘူးဘာလို့ဆိုတော့မြေပြင်မှာတော့ရှိတယ်ဆိုပေမဲ့အခြားထောက်ပို့မြေပြင်ကထောက်ပို့ရဲဘော်တွေလိုဓာတ်ရိုက်သွားပြီးတော့အသက်အန္တရာယ်ကြားနေပြီးတော့ဓာတ်ရိုက်သွားပို့တာမျိုးပါမျိုးကတော့ဒီကောက်မှာတော့အဲ့လိုမျိုးမရှိခဲ့ဘူးပေါ့နော်ဆိုတော့ အဲဒီအဝေးကနေပဲအလုံးလုံးပြီးနေရဆိုတော့အခက်ခဲရတော့ဒီကောက်မှာအများကြီးတော့တိတ်မရှိဘူးတခါတလေကြတော့လေအဲအဲ့ဒီအဲမှာမှာအခက်ခဲမရှိဘူးဆိုဆိုပြီးတော့ပြောတာပေါ့နော်ဒါပေမဲ့တချို့အခက်ခဲမှုကဘယ်လိုမျိုးလဲဆိုတော့ရဲဘော်တွေအကူညီလာတောင်းတဲ့ခါကျရင်ပြန်မကူညီဖြစ်လိုက်တဲ့အရာမျိုးဆိုရင်တော်တော်လေးကိုစိတ်မကောင်းဖြစ်တယ်ပေါ့နော်ဒီချာမှာကြုံတွေ့ရတဲ့အရာတစ်ခုကလေရဲဘော်တယောက်ကသူတပတ်စောပြီးတော့ပေါ့နော်တပတ်တပတ်လောက်စောပြီးတော့သူပြောတယ်အဲမနက်ရေးကျွန်တော်တို့က ကြီးကအင်ဂျီလေးလေးလှူတယ်ရှေ့သွားဖို့အတွက်လှူတယ်ဆိုပြီးတော့ okay တပတ်လောက်ဝယ်ဆောက်ဆိုပြီးတော့ကြီးကတပတ်လောက်ဝယ်ဆောက်ဆောက်ဖို့ပြောနေရင်းနဲ့ဘာလို့ဆောက်ကန်လဲဆိုကြီးကမှဖန်ငွေတွေမရှိဘူးထောက်ပုံငွေတွေမရှိတဲ့အတွက်ကြောင့်ဘလို့ရှာပေးရမလဲဆိုပြီးတော့အချိန်တစ်ပတ်တောင်းနေပေါ့နော်အဲ့ဒီဂျာမှာရဲဖို့နေတာတိုက်ပွဲမှာကြောက်တော်တော်နောင်တာရတော်တော်လေးကိုစိတ်မကောင်းဖြစ်ပြီးတော့တော်တော်လေးကို ဟိုဒါနောက်တော့ရတယ်ပေါ့နော်ငါမကူညီပေးလိုက်နိုင်နိုင်ခဲ့ဘူးဆိုပြီးတော့အဲ့လိုမျိုးနေတော့ရှိတယ်ပေါ့နော်အဲ့ကြောင့်မို့ရဲဘော်တွေကူညီလာတောင်းတဲ့ခါကျရင်မကူညီနိုင်ဘူးလို့ပြန်ပြန်ပြီးတော့ညင်လိုက်ရတဲ့အရာကကြီးကောက်တော့အရင်ခက်ခဲတယ်ပေါ့နော်ဟုတ်ကဲ့ဒီຫນွေဦးတို့လည်းရတယ်ခီးပေါက်တလောက်ရှိနေပေါ့နော်ဒီမဝေးတော့တဲ့အနာဂတ်တွေအတွက်ထပ်ပြီးတော့ရှောက်လန်းနိုင်ဖို့ပေါ့နော်ဘလို့ຢာတွေကအဓိကအာမန်ဖြစ်မယ်လေရှင် အဲဒီနေ့ဥတော်လည်းဒီအချိန်ထိကိုရွေးလျားသွားလာနိုင်တယ်ဆိုတာဒါကပြည်သူလူထုရဲ့တောင်းကြင်မှုပြည်ဝတောင်းကြင်မှုတွေကြောက်ပေါ့နော်ပြီးတော့ကျွန်တော်တို့တော်လိုင်းရင်အားစုရဲ့ကျွန်တော်တို့ရေဘော်ရေဘက်တွေရဲ့ဒီတော်လိုင်းရင်ပေါ်မှာထားတဲ့ခံယူချက်တွေရက်တီချက်တွေနော်သူတို့ရဲ့ခံနိုင်ရည်တွေပေါ့နော်အဲအဲ့ဒီရဲ့အရာတွေက ပို့ပြီးတော့မှခွန်အားဖြစ်စေတယ်ကြီးကားတို့အတွက်လေလူတိုင်းကတော့စိတ်တက်ကြတာအရာမျိုးတွေကတော့ရှိကြတာပဲစိတ်ညစ်တဲ့အရာမျိုးတွေရှိတယ်စိတ်ဖိစီးတဲ့အရာမျိုးတွေရောရှိကြတယ်ဒါပေမဲ့ကြီးကားတို့အချင်းချင်းတယောက်နဲ့တယောက်အချင်းချင်းပြန်ပြီးစကားပြောလိုက်တဲ့ခါကျရင်အဲငါတို့အတင်းထားရမယ်ဆက်ပြီးတော့ငါတို့သွားရမယ်ဘာဘာလို့လဲဆိုတော့ကြီးကားတို့ရဲ့ခံယူချက်တွေရည်တည်ချက်တွေကမရရင်လဲဘူးကြီးကားတို့ခံနိုင်ရေပေါ့နော်အဓိကဘယ်လောက်ဒီကိုခံနိုင်ရေရှိနိုင်မလဲဘယ်လောက်ဒီကိုတောက် ခံနိုင်မလဲဆိုတာကပို့ပြီးတော့အရေးကြီးတယ်လို့ထင်တယ်ပေါ့နော်အဓိကကိုစိတ်ပါပဲကိုစိတ်ကခံခံနေနိုင်တဲ့ရွေးရတော့ဒီခီးရတော့ရှေ့ဆက်ပြီးတော့သွားနေရအောင်ပါပဲစိတ်နဲ့ကြနေပါစို့ခြေတော့ခြေလန်းနေရတော့သွားနေတော့မယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့အဲ့ဒါတွေကတော့အချင်းချင်းပြန်ပြီးတော့တရားနဲ့တရားဖေးမကူညီစိတ်ခွာနေပေးကြနေနေပဲဒီခီးကိုရှေ့ဆက်ပြီးတော့သွားကြရအောင်မယ်ပေါ့နော်အဲ့ဒါတွေလည်းကြီးကောက်လို့တော့ ခွန်အားဖြစ်တယ်။နှာကျင်စရာတွေလည်းဂျီကောက်တို့အတွက်ခွန်အားဖြစ်ပြန်ယူရတယ်လို့တချို့ဒီဝန်သားစရာတွေလည်းဂျီကောက်တို့အတွက်ခွန်အားဖြစ်တော့အသုံးပြုရပေါ့နော်။အဲ့လိုမျိုးတွေတော့ရှိပါဟုတ်ကဲ့ဒီဖြတ်သန်းလာတဲ့ကာလာရှောင်းမှာလည်းမှတ်တရများစွာရှိမှာပေါ့နော်အဲ့မှတ်တရလေးတွေကိုပြပြပေးလို့ရမလားအမှတ်တရတွေကတော့အဲ့လိုမျိုးပေါ့အများကြီးအများကြီးရှိတယ်ဟိုရဲဘော်တွေကူညီလာတောင်းလို့မကူညီနိုင်တဲ့အခါကိုမကူညီနိုင်တဲ့ဆက်ကြမှာပဲအချိန်ဆောက်ခံတဲ့ဆက်ကြမှာပဲကြာသွားတဲ့ရဲဘော်တွေ လည်းအများကြီးရှိခဲ့တယ်ပေါ့နော်ဂျီကောက်မှာပေါ့အများကြီးရှိခဲ့တယ်အဲ့ဒီခါကျတော့ဂျီကောက်ကဘာဖြစ်လဲဆိုတော့ဟိုသူတို့အကူညီလာတောင်းတဲ့ခါကျရင်အချိန်စောက်တာမျိုးမစောက်နိုင်တော့မကူညီနိုင်တဲ့ခါကျရင် အခုတော့မကူညီနိုင်သေးဘူးเนาะကူညီနိုင်တဲ့ခါကျရင်ပြန်ဆက်သွယ်မယ်အဲ့လိုမျိုးအချိန်ကြီးကလေမဆောက်မဆောက်တော့ဘာလို့ဆိုတော့ရှိတဲ့အချိန်ရှိတဲ့အချိန်ကရှိတဲ့အချိန်အသက်ရှင်နေတဲ့ကာလတွေမှာဟိုအဲ့လိုမျိုးပေါ့เนาะစောက်ခိုင်းတာတွေပါလိမလို့တော့ဘူးကူညီနိုင်တဲ့ခါကျရင်ကူညီနိုင်ကူညီလိုက်တယ်မကူညီနိုင်တဲ့ခါကျရင်ကူညီနိုင်သေးဘူးဆိုပြီးတော့ပြပြသသားပြောတာမျိုးတွေလုပ်တယ်ပေါ့เนาะဘာလို့လဲဆိုတော့ တကယ်ကြံရိတ်ခဲရတဲ့သူတွေကနေတော်တော်လေးကိုအဲ့ဒီဟာကြီးက trauma တခုလိုခံစားရတာမျိုးတွေရှိတယ်။ဒီကားဆိုအဲ့လိုမျိုးအမြဲတမ်းရဲဘော်တွေကူညီလာတောင်းရင်မကူညီနိုင်လားလို့ငါမကူညီနိုင်လားလို့ဒီရဲဘော်တွေအဲဒီကြားထဲမှာတခုခုဖြစ်သွားရင်ရောဆိုပြီးအဲ့လိုမျိုးစိတ်မျိုးအမြဲတမ်းဝင်နေပေါ့နော်ဆိုအဲ့ဒါတွေကတော့ဟိုခံစားရတဲ့အရာပဲပေါ့။အမတ်တရားတွေကတော့ရဲဘော်တွေနဲ့ကတော့အများကြီးရှိပါတယ်။ ဆိုတော့ campaign တွေမှာနေလုံတဲ့ခါကျရင် campaign target တွေပြည့်သွားတယ်ကျော်သွားတာမျိုးဆိုအရင်ပြောပါတယ်ဘတ်6တန်းပေါင်းတာတက်ကိုပြောပါတယ်အဲရေဘော်လေးတွေကအဲဒီ campaign ပြီးတော့ဒီလက်နက်လေးတွေနဲ့အဲတိုက်ပွဲဝင်ပြီးတော့အောင်ပွဲလေးဆင်လာတဲ့ခါကျရင်လည်းအရင်ပြောတယ်ပေါ့နော်အဲ့ဒါတွေကျတော့အမှတ်တရပါပဲ ဟုတ်ကဲ့ဒီအခုနောက်ဆုံးအနေနဲ့ပေါ့နော်ဒီအကျန်းဖက်စစ်ကောင်စီကပြုတ်လုံးမဲ့ဒီအတူရောင်ရွေးကောက်ပွဲပေါ့နော်သူတို့ကတော့အခုလိုနီလန်ပေါင်းစုံနေတော့သူတို့ဝါလာဖြန့်နေတယ်ပေါ့နော်အဲ့လိုမျိုးဒီအဖက်ဖက်ကနေပြီးတော့သူတို့ဗီဒီယိုတွေရိုက်တယ်အစတိဖြစ်ပေါ့နော်ဒီဝါလာဖြန့်နေတဲ့အကြောင်းတွေကိုဟိုဒီအတူရောင်ရွေးကောက်ပွဲလုံးမဲ့ကိစ္စကိုပေါ့နော်ပြည်သူတွေသိရှိအောင်လို့ပြောပြပေးလို့ရမလားအဲကျွန်တော်တို့ပြည်သူလူထုတွေကတော့မညံ့ပါဘူးသူတို့တွေအမြင်ကျတယ်အတွေးခေါ်နေလည်းရှိကြပါတယ် ဆိုတော့ကွယ်ဝက်ပြီးစောက်ထားရတဲ့လက်သေးဆုံးတွေလည်းကျွန်တော်တို့မျိုးမျိုးပြည်နေထဲမှာအများကြီးရှိပါတယ်ဒီရွေကောက်ပွဲရွေကောက်ပွဲဆိုတာသူတို့ဘယ်သူနဲ့ပြိုင်တာလဲသူတို့ပြိုင်မှာကဘယ်သူလဲသူတို့ပြိုင်သူဆိုတာကဟိုဘယ်ပြိုင်ဝဲမဆိုပြိုင်ဝဲနေပြိုင်တဲ့ခါကျရင်ပြိုင်တဲ့အနိုင်နဲ့အဆုံးဆိုတာရှိတာ哦ပြိုင်ပြိုင်မရှင်ပြိုင်မဲ့သူကရှိရတယ်လေအခုကရှင်ပြိုင်မဲ့သူမရှိဘူးကိုယ့်ကိုတယောက်တည်းပြိုင်နေတယ်ကိုယ့်ကိုတယောက်တည်းသမနာတက်လုံနေမယ်ဆိုတော့ lâu lắm. Tôi nói chuyện câu bây giờ, tôi nói chuyện câu bây giờ, lâu của mình thì này đó, bao giờ rồi? သူတို့အာနာတိမ်းပြီးတော့သူတို့ကသူတို့နေရာကြီးယူပြီးတော့သူတို့ကသူတို့သူတို့ပဲဝန်ကြီးချုပ်လုပ်လိုက်သူတို့ပဲတမဒါလုပ်လိုက်သူတို့ပဲဦးစီးချုပ်လုပ်လိုက်နဲ့လှုပ်ရှင်ရလုပ်နေရဆိုတော့လေပြည်သူတွေအနေနဲ့ကျတော့ဒါတွေကိုအကောင်းကြီးနားလဲမယ်လို့ရေကောက်ထင်တယ်ဘာလို့ဆိုတော့2020ရေကောက်ပွဲကိုလည်းဘလူတွေကြော်ဖြတ်ပြီးတော့ဘလူတွေလှုပ်ဆောင်ခဲ့ရလဲဆိုတော့ပြည်သူတွေကောင်းကောင်းကြီးသိကြတာပေါ့နော်အခုသူတို့ဒါကရေကောက်ပွဲတွေလုပ်တယ် message စီအုံးကြီးနေစင်းတယ်ဘလူစင်းကြလဲတော့မသိဘူးဒီကတော့2020ရေကောက်ပွဲမှာ message စီအုံးကြီးစင်းတာလုံးဝကို အာဒီကိုရဲ့ကိုကိုဝင်းရံနဲ့ကိုဝင်းရံထောက်ခံတဲ့ပါတီကိုဆိုအပြည့်နဲ့တချင်းနေနဲ့လိုက်တချင်းနေဖွင့်ပြီးတော့တမျိုးပြီးတမျိုးတက်ရွာပြီးတွေ့ရလိုက်လံပြီးတော့သွားပြီးတော့အဲမဲဆက်စီဝင်ရေးစင်းနဲ့အခုသူတို့မှာကိုကြောင့်ကိုဝဲကြီးလောက်ရတယ်ဒီကပြောချင်တာငါလောက်ကိုမနေနဲ့တော့ကိုကိုတန်းကလည်းကိုယ့်ဘကိုတမထဆိုတဲ့နေရာယူကိုယ့်ဘကိုရွေးတင်ထားတာပဲဒီဘယ်သူမှမတင်မြောက်လဲကိုယ့်ဘကိုတက်လုံးနေတာပဲဆိုတော့အခုဆိုရင်လည်းဒါအမှုပညာရှင်တွေဆိုရင်လည်းဒါတော်တော်လေးကိုနော်နှစ်နှစ် ဒီသူတို့ဘဝတခြားလုံးမှာအမှုပညာပေါ့နော်ပြည်သူဒီပြည်သူလူထုတွေအားပေးတဲ့ဒီအမှုပညာလမ်းပေါ်မှာရှောက်နေပါလေနဲ့ဒီစစ်ကောင်စီရဲ့ဒီလက်ဝါးကြီးအုံမှုမှာပြည်သူရဲ့ချင်ဘက်အဖြစ်ခံနိုင်တာတချို့အမှုပညာရှင်တွေကိုလည်းအံ့ဩမိပါတယ်သူတို့ကိုယ်တိုင်အုံချခံနေရတာအခုဆိုရင်လည်းခစ်သမိုင်းကိုဒုံဆိုင်မဲ့ပါဆိုတော့ဆိုတော့ဒါကသူတို့ရှားလိုက်တဲ့ရုပ်ရုပ်ရှင်ကဒါဂျီကောက်တို့ရဲ့တော်လိုင်းရာစုတွေကိုအများကြီးစော်ကားတယ်ပေါ့နော်စော်ကားတဲ့စီဒီအန်တွေကိုစော်ကားတယ်ဒါပေမဲ့ ဒီအမှုပညာရှင်တွေလည်းလက်ရှိမှာတော့ဒီစစ်တပ်စစ်ကောင်စီရဲ့ကျိုးဆွဲတာကိုကင်ခံရတယ်ပေါ့နော်သူတို့ကိုယ်တိုင်လည်းကျိုးဆွဲမှုရဲ့အောက်မှာပဲအဲနေနိုင်တဲ့သူတွေဆိုတော့ဒါကသူတို့ရဲ့ခံယူချက်ပေါ့နော်သူတို့ရဲ့ဒါပြည်သူရဲ့ခြင်ဘက်ပေါ့ဆိုတော့ဒီရဲ့ဝါဒဖြန့်မှုတွေပေါ်မှာလည်းပြည်သူလူထုအနေနဲ့ကတော့ဒါကိုမန်တကြောင်ဖတ်ရတယ်ပေါ့နော်ဒါဆိုရင်ဒီရွေးကောက်ပွဲလုပ်မယ်ဆိုရင်ဒါ ဟိုအထဲမှာရှိတဲ့ကျမတို့ရဲ့လူထုခေါင်းဆောင်မေတော်အောင်ဆန်းစုကြည်တို့မတရားဖမ်းဆီးချုံနှောင်ထားတဲ့တိုင်းနိုင်ငံတော်အတိုင်းပင်ခံပုဂ္ဂိုလ်မေတော်အောင်ဆန်းစုကြည်ကိုပြန်လွတ်ပြီးတော့ရွေးကောက်ပွဲပြန်လုပ်ကြည့်လေဘယ်သူနိုင်မလဲသူတို့မလုပ်ရဘူးလေသူတို့ကတော့သူတို့ပြိုင်ဘက်ကိုပြိုင်ဘက်ဆိုတဲ့သူကိုမပြိုင်နိုင်တော့ကြောက်ပြီးတော့မတရားဖမ်းဆီးပြီးတော့ချုံနှောင်ထားတယ်အခုကသူတို့ကသူတို့ပြိုင်ပြီးတော့သူတို့ကသူတို့တမနာလုံးမှာဆိုတော့ပြည်သူတွေလည်းမညံ့ဘူးပြည်သူလည်းမညံ့ဘူးလို့ကြီးကတော့ထင်တယ်ပေါ့နော်ခုလိုဒေါ်လန်ပုံကံပြိုမီတို့အမှအစီအစဉ်ကိုဖြည့်ဆို့ပေးရတဲ့အမောက်ကျေးဇူးရန်တပါရှင် โอเคပါကြီးကလည်းကျေးဇူးအများကြီးတင်ပါရှင်ဒီအပတ်မှာတော့လောက်ပါပဲပိတ်သက်ကြီးတို့ရေနောက်ပတ်တွေမှာဘသူတွေက တော်လန်ပုံကံပြုမေတို့အောင်မှစီစဉ်ကိုပောင်းဝင်သွားမလဲဆိုတာကို အပတ်စဉ်အင်္ဂါနေ့ညနေတိုင်းမှာစောင့်မျှော်ရရှိအားပေးကြပါဦးเนาะ